ဒီနေ့လာပါအမေလူတို့တော်မှာရဲ့ဆက်နပွဲစီတဲ့ဆရာတော်ဒီနေ့ထပ်ပြီးဆက်ကြားဒီမှာရဲ့ဒီစာအုပ်ကိုကြည့်ကြင်ပြပါရဲ့အမေနဲ့သက်ဆိုင်သူများအားလုံးထံမှာခွင့်တောင်းလိုက်ပါတယ်ရှင်ဒီပိုင်းကတော့၄ပိုင်းမြောက်ဖြစ်ပါတယ် မနေ့ကတော့ဖျားပွဲတွေတော်တော်လေးရောက်ခဲ့ပြီအမနေ့ကမြစ်သားမှာပွဲတော်ကျင်းပတဲ့အကြောင်းပေါ့နော်ဒါပေမဲ့မြစ်သားပွဲကတော့ဟိုဈေးရောင်းပွဲတော်လိုမျိုးမဟုတ်ပဲနဲ့မြစ်သားပွဲကကျင်းပတဲ့ပုံတစ်မျိုးတစ်ပုံစံဖြစ်တဲ့ပွဲတော်ဖြစ်တဲ့ပေါ့နော်အော်မေလူလူတော်မှာခေါ်လို့တော့ကျမတို့ဖွဲ့တော်တွေတော်တော်ကိုစုံစုံနေနေရခဲ့ပြီ ဒီနေ့မိရဘယ်ကိုခေါ်တော့လဲနေဆိုတဲ့အခါကျတော့တောင်ပြုံးဘွဲကိုမိရခေါ်တော့မှာဖြစ်ပါတယ်။အမေတတိယရဲ့တောင်ပြုံးဘွဲတဲ့။တောင်ပြုံးဘွဲကတော့သူကဝါကံလာလို့ရောက်လို့ပြပါတဲ့ဘွဲပေါ့နော်။ဝါကံလာမှာရောက်တဲ့ပြပါလေးကြီးတဲ့ဘွဲဖြစ်တယ်။ဝါကံလာရောက်လို့လမ်းမပေါ်ကနေ တောင်မျိုးကိုတောင်မျိုးကိုဆိုရင်နောက်ွယ်သွားဖို့ဒါဆရာရရဲ့အော်ခေါ်တန်ကိုသားမဲ့သူဒီကွာတို့ရဲ့အမေကိုခိုင်းခဲ့ပို့ပြီးတတိယအဲတတိယနဲ့အတူအမေကျမတို့တတိယကိုကျွေးမွေးပြုစုပေါ်တာသူများနဲ့မတူတာတာကိုလည်းတတိပြုမိလို့အမေကိုပို့ပြီးနိုင်ရပါတယ်။ဒီမှာသက်သက်မြင့်တမီးအမှခုနှစ်တန်းရပြီ1999ခုနှစ်ကပေါ့ မနီမာဒေါ်တင်တင်ကတတနှစ်သမီးအဲ့ဒီနေ့ကအခုလိုတောင်မြုံပွဲတော်တရက်မှာအမေကငါသမီးတို့ကြီးလာတော့တောင်မြုံမူကိုသွားရမှာမဟုတ်ဘူးတောင်မြုံဆိုတာဘာလဲလို့သိရအောင်ဒေါ်ဦးနဲ့တောင်မြုံသွားကြကြလို့ကျမတို့ညီမကိုတောင်မြုံကိုလှုပ်ပါတယ် တောင်မြုံးကမိန်းကလေးတွေကိုပဲတားပဲမရပဲပြောဆိုနောက်ပြောင်နေပွဲဆိုတော့ကျမတို့အပြိုဖြစ်လာရင်တွားရတော့မှမဟုတ်ဘူးဒီတော့တောင်မြုံးမရောက်ဘူးပဲနေမှာစို့လို့တဲ့အမေကအိမ်မှာစိတ်ပေါ်လိမ့်လိုက်တဲ့အိမ်မှာစိတ်လိမ့်လိုက်တဲ့ဒေါ်အိုးကိုဟောထည့်ပြီးတော့နှက်ပွဲကိုလွတ်တာပါဒီနေရာမှာကျမတို့နှက်ကိုကိုွယ်ပုံကိုနည်းနည်းလေးရေးပြစီကျမတို့ငယ်ရွယ်တဲ့အဲ့ဒီခေတ်ကအညာကမြန်မာတွေက အိမ်တွင်မင်းမာဂရီနတ်ကိုပူဇော်ပတ်သားကြတယ်။ပူဇော်ပတ်သားချသူတွေများတယ်ပေါ့နော်။အိမ်မှာနတ်အုံးဆွဲတဲ့အလေးရှိတယ်။မဆွဲတဲ့သူကနည်းနည်းပဲရှိတယ်။အဲကျမတို့အဖိုးအိမ်အဖိုးဆိုတာကအမေရဲ့အဖေအိမ်ကတော့အုံးမဆွဲဘူး။ကျမတို့အဖိုးဦးဖြိုးအောင်ကမန္တလေးမြို့မှာခင့်အမြင်ရှိတဲ့မြို့မြေနဲ့ပုံတူ။နှစ်တရာပြည့်တော့မယ်မလွန်ဆန်သူအသိန်းဖွဲ့တဲ့အခါမှာအဖိုးဦးဖြူအောင်ကရှေ့ကပါခဲ့တယ် ပရိယတ္တိသာသနာဟိတအတင်ကြီး1260ခုနှစ်ကစပွဲစည်းတော့လဲဦးစီးကောင်းဆောင်လုပ်တဲ့လူကြီးဆန္ဒဦးမှာအဖိုးပါခဲ့တယ်။အဲ့ဒီအဖိုးကသူ့အမတားမရှိသမီးမရှိနဲ့မောက်ဆိုးမှဖြစ်သွားတဲ့အခါအမကိုစောင့်ရှောက်ဖို့အဖိုးတို့အိမ်တော်ကအမနဲ့လာပြီးပေါင်းနေရတဲ့သူ့အမအိမ်ကနဲ့အောင်ဆွဲတယ်။အမယောက်ျားကဗရမ ्या ကြောက်ကုန်တယ်ကိုအဲ့ရောသူတို့အိမ်ကအုံတော်ကိုတခြားသူများအနီးတူရိုးရိုးတေးတေးနဲ့တခန်းတန်းဆွဲတာပါပဲ။ သူ့အမအုံဆွဲတဲ့နေ့တနေ့ကိစ္စငယ်တခုရှိလို့အမကအပြင်ခဏထွက်သွားတော့အဖိုးကသူ့အမကိုလွယ်လွယ်ပြောလို့ရချင်မှရမယ်ဆိုပြီးသူ့အမမရှိခိုင်ကိုနေကဆွဲသွားတဲ့အုံတော်ကိုချသားသမီးတွေနဲ့ခွဲစားပြစ်လိုက်ကြတယ်။အမပြန်လာတော့သူ့အုံတော်ကိုခွဲစားလို့သူ့မောင်ကိုတားလောက်မရမလားဆိုပြီးအချက်ချက်ပြစ်တင်တယ်။ အရှင်ကြီးကလည်းကြောက်လန့်တကြပေါ့အထက်ထက်တောင်းမှန်တယ်။ဒါမဲ့အုံတော်ထက်မစွဲရတော့ဘူးထက်စွဲရင်သူ့မောင်ကထက်ခွဲစားမှစိုးရတာကိုအဲ့ဒီကလေးကကျမတို့အမေများခင်ကျမတို့ခင်ဒီအုံစွဲတဲ့အလေးမရှိတော့ဘူး။ဒါဖြင့် net ကိုတင်းမြောက်ပတာမှုဘာလို့ဘာမှမရှိတော့ဘူးလားမင်းရင်ဖြင့်ကျမတို့ရဲ့အဖွာအူအောင်ဖြိုးရဲ့ဇနီးကဘုံရွာမြို့အနောက်ဘက်ကလက်တောင်းကြီးသူဖို့အဲသူ့ရဲ့မိဆိုင်ဖဆိုင်ဆိုပြီးတော့တပေါင်းလာမှာအမေကြီးလို့ခေါ်တဲ့အမေရေရင် net ကို မုတ်မြူမုတ်နီတင်တယ်တနည်းကိုတစ်ချိန်တင်တာအဲ့ဒီလေတော့ခဏိတဲ့ဒီကျမတို့အားလုံးကိုစားအမကြီးတို့ကဆက်လက်တာဝန်ယူတင်တာနေပါသေးတယ်နဲ့နဲ့ကျမတို့နဲ့အဲ့ဒါလို့ရှိရမှာအမေကကျမတို့ညီမကိုတောင်ပြုံးခွဲရဘူးအောင်ဆိုတော့အိုးနဲ့လွှတ်လိုက်တယ်ရုံထဲစကားလို့ပြောရပါအောင်မေကျမတို့တော့ယောက်တောင်ပြုံးသွားဖို့အမေပြီးလိုက်တဲ့စရိတ်ကငါချက်တန်တရွတ်ပါအဲ့ဒီငွေငါချက်နဲ့ကျမတို့အိမ်ရတာတိုင်းကနေပထမအိုးကိုမြည်ရထားစီးသွားတယ် ဥပ္ပကတောင်မျိုးကိုရေလန်းကနေမျက်စီသွားတယ်။ကဲဆိုတာကလီပဲเนาะ။မျက်စီသွားတယ်။တောင်မျိုးမှာမုတ်ပဲဒီစာဝယ်စားကြတယ်။အပြန်ကြတော့အဆုံးသိရအောင်ဆိုမိရထနဲ့ပြန်ခဲ့ကြတယ်။လူသုံးယောက်ငွေကားချက်နဲ့လောက်ရုံမကမိကိုတောင်မှအပေါ်ကျင်းမြတော့ကအသေးတာ။ကျမတို့တောင်မျိုးသွားရပုံကတော့ဥပ္ပကမျက်စီတော့ငှက်ခါကတယောက်ငါးမှုလောက်ပေးရတယ်ထင်တာပဲတိတိကျကျတော့မှတ်မှတ်မိဘူး။ လမ်းမှာဆက်ကြောင်းလို့ဟိုတုံကခေါ်တဲ့ရဲသိမ့်ပံကចောင်းသားတွေကဆရာတွေကနှစင်းတွဲလောင်းလေကြီးနှစ်တွဲနဲ့ကျမတို့ငယ်ကိုကြော်တက်သွားကြတယ်။သူတို့ကလီပေါ်မှာအငိတ်တငိတ်ကစီပြီးဇေင်နဲ့အငိတ်ကြီးနဲ့တောင်မြုံကိုဘယ်တော့မှရောက်ရောက်ဆိုတဲ့ပုံစံနဲ့အတောက်ကစားကလေးတွေနဲ့သွားကြတယ်သူတွေကိုအရာရှိအရာခံများမို့အဲ့ဒီခေတ်ကအထက်တန်းကြဆုံးနည်းနဲ့သွားကြတာပေါ့လေ။ကျမတို့ငယ်ပေါ်မှာကြတော့ဆလောင်နာလောက်တဲ့အရွယ်မင်းကလေးငယ်လေးကမပါတော့ကျမတို့ကအဆောင်မခံရဘူး။ ဒါမဲ့တခြားငှက်ကတီကိုတော့မိမရေးလို့ခေါ်တာပြန်လာတဲ့လေးဆိုရင်အိမ်ပြန်နေထမင်းချက်ထားနေအဲသူများစီအပ်ထားတဲ့ဒုကလေးတွေပြန်ခေါ်ထားနေဆိုတာမျိုးတွေလက်ညှိုးထိုးပြီးပောက်ကြပြောတာမျိုးတွေတငယ်တော်ရုပ်ကလေးဝချမ်းထိတ်မှာကတ်ချီထားပြီးကလေးမေးရှာတဲ့သူကလေးမခေါ်ပဲတယောက်တည်းပွဲလာရမလားပွဲသွားရသလားဆိုပြီးရန်လုပ်တဲ့သူအဆုံးတွေ့ရတယ်အဲ့ဒါတွေကိုမြင်ရကြားကြရတဲ့သူတွေကရီးကြပြုံးကြပေါ်လीအဲ့ဒါပြောတာပဲတဲ့ တချို့ကတော့အယံမှုနေတာကတော်ယုံမဟုတ်လို့လေရွှေတချောင်းထဲမှာကိုယ်တစ်ပိုင်းကရေကောင်းချီတဲ့အထက်ပိုင်းကကုန်တင်ပြီးရေစိမ့်နေရတဲ့လူမျိုးတွေအဆုံးကိုမြင်ရတာပဲအဲ့ဒီတာပြောမရပြောပြောသမျှကိုရှက်ပြီးကုန်ကန်တဲ့မိမမျိုးမရှက်ဘဲနဲ့မျက်နှာတင်းတင်းတဲ့ခံတဲ့မိမမျိုးပြန်ဆဲတဲ့မိမမျိုးအဲနောက်သူတို့ကဘာလိုက်တင်လျားတင်ပြန်ပြောပြီးအချီချာနောက်ပြောင်းသွားတဲ့မိမမျိုးစသဖြင့်မိမအမျိုးစုံအောင်ကိုတွေ့ရတယ် ကျွန်တော်ညီမကတော့အော်တောင်မြုံဆိုတာဒီလိုကိုပေါ့နန်းကြီးနန်းကလေးဆိုတာတွေတော့တော့နန်းကြီးပေါ်မှာတိုးဆောင်မိဗျာကြီး၄ပါးစောင်းတဲ့ခေါင်းဆောင်ဆိုတာများမြင်ဘူးအောင်ကြည်ရသေးတယ်အုပ်နှစ်ချက်လက်နေတယ်ဆိုတဲ့ဆူဆောင်မိဗျာလည်းတွားဖူရသေးတယ်လမ်းမယ်လူတွေကတော့တိုးလို့ခွေးလို့ပေါ့တိုးရလာအောင်မစီတဲ့နေရာမှာလည်းတမင်ကိုတိုးနေကြတာပဲ နတ်ကတော်တွေကနတ်ယုတ်တွေစီးတင်ထားတဲ့နတ်ဆိုင်နတ်ကနားဆိုင်တွေကလည်း190နဲ့လမ်းပေးမှာကြောက်ပန်းကိုရောင်းတဲ့ဆိုင်အဲလျှောက်ပန်းဒီဆိုင်ငားတန်ချင်းဆိုင်အိုးပုတ်ကျိုးရုပ်ဆိုင်တွေထမင်းဟင်ခေါဆွဲမုတ်ဒီစားတဲ့စားစရာတောက်စရာဆိုင်တွေကလည်းများကြီးပေါ့လူကတိတ်စီတော့ညီမမြောက်ကဒေါ်အိုးကိုတယောက်တစ်ပတ်လက်ဆွဲပြီးလိုက်ကြရတာညနေဆောင်ပြီးတောင်မြုံဘူတာကအမိရထားစီပြီးပြန်ခဲ့ကြတော့ လူကညောင်းညာရတာကတမျိုးလူတွေစီလုံးလုံးညီးစီစီကြီးဖြစ်နေတာတမျိုးမို့အိမ်မြန်မြန်ပြောင်းရောက်ခြင်းစိတ်ပဲရှိတယ်။တောင်မြုပ်ပွဲမှာကိုကအရွယ်မရောက်သေးတော့ကိုကိုအဆမခံခဲ့ရပါပဲ။ကိုကိုဘယ်သူမှတိပုံရသူတူကတော့ဟဲ့ကောင်းမလေးညီမကောလို့ဆိုပြီးပြိုဖြစ်ပြီးဖြစ်တဲ့နကားမမဦးမိတာစတာတော့ခံခဲ့ရသေးတယ်။အိမ်ရောက်တော့အမေကနှံ့ခဲ့ကြရဲ့လားတဲ့။တော့ကကျမအဆောင်လိုက်ပို့ပါတယ်လို့ပြောတယ်။ ကျမတို့ဖို့ကတော့အော်တောင်မြုံဆိုတာဒီလိုပါလားလို့သိခဲ့ရပြီပေါ့ကျမလူလားမြောက်လို့စာတော်တော်ဖတ်လာတဲ့အခါကျတော့နဂုတ်ကွယ်မှုနဲ့ပတ်သက်တဲ့ဝေဖန်တဲ့ဆောင်းပါးတွေပညာပေးတဲ့ဆောင်းပါးတွေကသတင်းစာတွေဂျာနယ်တွေမဂ္ဂဇင်းတွေမှာရေးလာပါလာကုန်ပြီနဂုတ်ကွယ်တယ်ဆိုတာခင်မမီတော့တဲ့အတွေ့အကြုံပြုမှုတွေဖြစ်နေအဖက်ဖက်ကနေဝေဖန်မှုတွေပြုလာပြီးတိုင်းပြည်လွတ်လပ်ဖို့အတွက်ကျမတို့လူမျိုးတွေကဒီခေတ်နောက်ပြန်ဆွဲတဲ့အလေးချိန်တွေဖျောက်တင်ပြီပေါ့ မန္တလေးဒုရိယတရင်စာကဆိုဆရာကြီးမဟာဆွေရေးတဲ့ပြုတ်တောင်ပြုံးဆိုတဲ့ခန်းဆွေဝိတုရှိကြီးနဲ့နတ်ကိုကွယ်ပါတာမှုကိုတိုက်ဖြတ်ပေးတယ်ပညာပေးဝိတုကြီးကိုနှိမ့်ဆက်ထက်ပေးတယ်မန္တလေးဆရာမကြီးအမိခံတဲ့အဒီတာဥနိုင်ကလည်းစောင်းမနေရေးတယ်အော်အဲသူတလည်းတော့အတေကပါကြီးမွန်ရဲ့ပုံမြင်နေဆိုပြီးဆက်ပြောပါဦးမယ်နော်ဒီစာစကားချက်ပါပုံကြီးတော့မပြီးသေးလို့ ကျမတို့ရဲ့ကြီးပွားရေးတိုက်ကလည်း NATO ဆိုတဲ့စာအုပ်မျိုးကိုထုတ်ဝေကြတယ်။စာနယ်ဇင်းတွေကတန့်ညီလက်ညီဝေဖန်လာလိုက်ကြတာဒုတိယကမ္ဘာစစ်ဖြစ်တဲ့ကာလမှာနတ်ပွဲတွေရဲ့အရှိန်စော်ကတော်တော်ကိုညှို့မိကြဆင်းလိုက်လာတယ်။ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ကျမတို့ကတောင်မြုံပွဲကြီးကိုကြီးမှုကုတ်ကဲကျင်းပနေတဲ့ပုံကိုယ်တွေရှိတဲ့ကပိုင်နာရွာမှာနှစ်နှစ်ကြာစစ်ပြေးခဲ့ကြတော့တောင်မြုံနတ်ပွဲကြီးက နတ်ကိုကွယ်သူတွေအတွက်ဘလို့ဖက်စီတိဆောက်ထားရဲဆိုတာနည်းနည်းပါပါ ရိပ်မိသိရှိလာခဲ့တယ်။တောင်ပြုံးနတ်ပွဲကစင်ကြီးဖြစ်နေတော့လည်းတက်တက်မမရနာခဲ့ဘူးသူအချိန်တိုင်းတော့သက်ဆိုင်ရာတွေကလုံယုံလုံစင်တွေကိုဗုဒ္ဓံကြဆန်းတန်တန်တန်ကြားကကိုပဲမပြတ်မကွက်လောက်ကြပဲလူစီတာနဲ့မစီတာပဲချမ်းသာတယ်။စင်ပြီးဒီဘက်ခေရောက်တော့လည်းနတ်ကိုကွယ်မှုနဲ့ပတ်သက်ပြီးလွတ်လပ်ရတာကွယ်ဝင်ကာလာရုံကဝေဖန်ပညာပေးတဲ့ဆောင်းမတွေကနေလာပြီးဝင်းကြီးချုပ်ကပလင်းထစာကျွေးတဲ့ဘွဲတွေပါလိမ့်မယ်။ ရှိလာခဲ့တယ်။တောင်မြုံကတော့မိကျေစုနဲ့တစ်ခေါက်ရောက်ပို့ပြီးတဲ့နောက်နောက်ထပ်တစ်ခေါက်မရောက်တော့ပါဘူး။လိုက်ပို့ပါဆိုတဲ့ဧည့်သည်မျိုးကလည်းမလာတော့တနေ့တည်းတောင်မြုံကိုဒုတိယတစ်ခေါက်မရောက်မိပါဘူး။လူပြောက်ပင်မဲ့ကျမတို့နဲ့တောင်မြုံကဘာဝိတာမတ်လို့နောက်ပွဲကာလရောက်ရင်ဧည့်သည်တွေကတပွဲပွဲကားတွေကတဟူဟူအိမ်ရှိကသွားလာနေကြတာ။နောက်ပွဲတရင်ကမသွားဘဲနဲ့အဆုံချနေရတာဆိုတော့လူမရောက်တာကလွဲလို့အလုံးချတည်နေရတာပဲ။ အဲအဲ့ဒီမှာဒီနှစ်တော့အိုင်မီချင်းနေဘလို့ဘလို့ရှိတာမို့နောက်ပွဲတော့မိနစ်ကလို့လူစီမောင်မဟုတ်ပါဘူးလို့ကျမတို့ကတွတ်တယ်။ပွဲတကယ်စပြီ။အဲပြီးပြီဆိုကျမတို့တွတ်တာလုံထုံးပါတယ်။ပွဲကမိနစ်ကတည်းပိုးစီတယ်။နောက်တစ်နှစ်ကျတော့လေအရင်နှစ်ကတည်းပိုးစီတာပဲစီသမဘလောက်စီကလာတာလိုက်တယ်လဲဆို။ တောင်မြုံကလေအရင်ကျမအမေသွားခိုင်းလို့သွားကြည့်ခဲ့စဉ်ကာလာတော့ကတောင်မြုံဝဲကဘင်းကြီးမင်းလေးလို့ခေါ်တဲ့ရွှေဘင်းကြီးနောင်ဆိုတဲ့နတ်နပပွဲမှုသူတို့နန်းနန်းနှစ်ခုပဲရှိတာမင်းကြီးနောင်ရဲ့နတ်ပွဲတက်တက်ပဲအခုတောင်ကျုံပွဲကမြန်မာနိုင်ငံတနိုင်ငံလုံးခလူကြီးကိုယ်ပဲတည်းများနှစ်တီအားလုံးရဲ့ပွဲကြီးဖြစ်နေတယ်မင်းကြီးမင်းကလေးနန်းနန်းများဆိုတာနှစ်ခုအပြင်အညာဒေသကမြန်မာတွေကိုယ်ကွယ်တဲ့နှစ်တီအားလုံးအောက်ရက်ကမြန်မာတွေကိုယ်ကွယ်တဲ့နှစ်တီအားလုံးရှမ်းနှစ်တီမွန်နှစ်တီဆိုတာအပြင် တယုံနဲ့ဆိုတာတောင်းပါလိုက်သည်စိုင်းတီဗီကနာပေးနေလို့တက်ကားလို့ရတဲ့နံပါတ်က34ခုဒီနှစ်ရှိတဲ့ရှင်းနှစ်ခါဆို40များတောင်ရှိမလားမသိဒီနန်းနေပေါ်မှာလဲအားလုံးကတက်ကားနေကြတာပဲလူများဆုံးကတဲ့နေရာကတော့အရှင်နှစ်ပါးရဲ့နန်းနှစ်ခုပေါ်ပေါ့လေမင်းကလေးရဲ့ရှိမှာတော့မင်းကလေးကလူငယ်မို့လူဒီလူငယ်တွေကြိုက်တလားပြောကြမင်းကလေးကခွင့်ပြုတယ်သူလည်းဒီလူငယ်တွေပြောရင်ပြောတော့မှုတယ်ဆိုပြီးတန်တကကြဲကြဲဖွင့်ထားပြီးကြိုက်တလားမှု တဲ့တလောက်လုံးချင်တာလုံးလို့ရတယ်ဘာလို့လို့ပြင်မရှိဘူးငူးလို့ပြောလို့လောက်တာဆိုဘူးစီလို့တောင်းလို့လုံးချင်ရလောက်မူးနေကြတာဟာလူငယ်လေးရဲ့စိတ်ထွက်ပေါက်ထင်ပါရဲ့လို့တချို့ကပြောကြတယ်တောင်ပြုံးမှာရင်ကတော့ရက်ဆိုင်ကလေပုံရွှေွယ်ရွှေရောင်းလာတာအခုတော့အထင်ကြီးရက်ဆိုင်ကြီးတွေပြင်ရက်ဆိုင်သေးလေးတွေပါမရင်မတွက်နိုင်အောင်ပေါများပါတယ်ဆိုရရက်ဆိုင်ကြီးတွေရှိတယ်အမိန်ရရက်ဆိုင်လက်စားတွေရှိတယ် တော့ရဆိုင်နေရှိတယ်ဆိုင်းပုတ်တွေနဲ့ထွေးညိုရတယ်ဘီယာမျိုးစုံရဘီရတယ်မရတာဘာမှမရှိဘူးကျမတို့သွားခဲ့တော့ငါနှက်ရုပ်တွေစီးတင်ထားတဲ့နှက်ကြော်တွေရကနာငယ်ကလေးတွေက190ရှိတာဘာကိုကိုများလာပြီးထင်းနေတာဒီနေ့တောင်ပြုံးမှာအဲ့ဒီနှက်ကြော်တွေရဆိုင်ကနာအလုံးပေါင်း2850ရှိပါတဲ့တကူပြောင်းလဲထူကြတာရှိသေးတယ်အဲ့ဒီတုန်းကဟိုတုန်းကလေအဲ့ဒါလိုဆိုင်ထိုင်မိနေတဲ့ နာမည်သူတွေနာမည်ဖြစ်နေတဲ့နတ်ကရဆိုရင်မိမချီတွေကအသက်ကြီးကြီးအများအပြည့်ဆိုအယုတ်ဆိုးဆိုးပေါ့နော်အရွယ်နဲ့မလိုက်အောင်တဏ္ဍာလိမ့်ပန်းပန်းထားကြတဲ့မိမချီတွေကျမတို့ကလေးမျက်စီတွေမှာလည်းနတ်ကလည်းပေါ့နော်ဒီလိုမိမချီတွေသူတို့မှုစိုက်ပါပြီးရဲ့လို့အောက်မရတာချို့နဲ့မိုးနဲ့နုနုနန်နဲ့ငငယ်ရွယ်ရွယ်တွေမပါဘူးအခုခေတ်နတ်ကရဆိုတဲ့အတက်မွေးမှုလို့ခေါ်ရမလားစီးပွားရေးလုပ်ငန်းခေါ်ရမလားအဲ့ဒီလောကရဲ့ကိုဒီဘိ ိမ့်ပရှာပေါ့နော်ဆရာအမေရေးတဲ့အတိုင်းပေါ့မိမ့်ပရှာတွေအများပြားဝင်ရောက်လာပြီးတော့ရှားကိုင်းလုံးနဲ့ပြောရမိမ့်မှာနဲ့ကတော့အထက်ဒီမိမ့်ပရှာနဲ့ကတော့ကပိုများတယ်နဲ့ကောက်တယ်ဆိုတာဗာလဲအမေလို့ကလေးတယောက်ကသူ့အမေကိုမိတော့အမေလို့သူကနဲ့ကကြိုက်လို့ယူထားတယ်မိမ့်မှာပေါ့လို့ဖြေတယ်ကလေးကဟင်းလာလဲမလာဘူးလို့ဆိုတော့လူမလာပဲမဲ့လိမ့်ပြာလာလို့တဲ့ကလေးကဒါပြင်နဲ့တေးကလင်းခံနေရတာပေါ့နော်တဲ့ ိမရှာတဲ့လိန်နာနဲ့ကခံရတယ်လို့ပြောတန်ချဘူးတဲ့သူတို့ကလိန်ပြဘူးထားတာလာမှမသိတာဟဲ့လို့သူ့မိကဖြေပါတဲ့ဗန္ဒလီကနေပြီးတောင်မြောင်းကိုကားနဲ့သွားရင်ကားကကအသွား25ချက်အပြန်25ချက်မိရထနဲ့သွားရင်အခါတိုင်းနှစ်ချက်ပေးစီရတယ်ခကြီးကိုကွဲတော်ရဲ့အတွင်းမှာ၅ချက်ပေးစီရတယ်အဲ့ဒါတရေစီဘူတာသွားစီပါမှ၅ချက်ဘူတာကြီးကနေစီရင်ကားကနှစ်ချက်ကပို့ပေးရသေးတော့9ချက်ကြတယ် ာဇန်ရှိရနေကနေစပြီး15ရက်နေ့ထိမိရတာကနိုင်ဝဲတစည်းထွက်ပေးတယ်နှုတ်ပေးတယ်။ဒီနေ့မိရတာကိုမနစ်ကလာစီသူမရှိဘူး။ဘုရားကြီးကမိရတာတောင်းဆောင်မထွက်လို့ဘုရားကြီးသွားရင်ကုန်းလန်းတဲ့ကိုပို့ဆောင်ရင်ကားတွေကိုပထမနှစ်ချက်ပေးပြီးတရေဘုရားသွားတရေဘုရားရောက်တဲ့ယထာပြောင်းစီဆိုတာမကြိုက်လို့တရားကြောင့်ချိုးတော်ရေးသုံးတဲ့နေ့ကယထာစီ4,4390ပဲရှိတယ်။မနစ်ကဒီရက်မှာ9,1432ဦးစီးတယ်။ ဒါလန်ကတော့သွားလာတဲ့ညတယ်မန္တလေးမှာလိုင်းကားတွေကတောင်မြုပ်ကိုများကြီးဝင်ဆွဲတာမန္တလေးနဲ့ဝင်းကျင်သွားနေတဲ့ကားတွေလည်းတောင်မြုပ်ဝင်ဆွဲတာပဲမန္တလေးတောင်မြုပ်ကားလန်းကကတ္တရာလန်းပဲမဟာနန္ဒာကံပေါင်ရုံမှာဖောက်ထားတဲ့လန်းဆိုတော့တိတ်ကျင်းတယ်ကားမစီပွတ်ဆောင်ရတာအဲ့ဒီလန်းချင်းမှာပဲတောင်မြုပ်သွားသမျှကမရရာကစပြီးမုကုတ်ထီသွားသမျှကမောင်းရတာပြီးတော့မန္တလေးတမြို့လုံးရဲ့မြန်မာနဲ့တရုတ်သင်းချိုင်းတွေကတောင်မြုပ်အလုံးဂျာနီကံမှာရှိတော့ဒီလန်းပေါ်မှာ အဲ့ဒီဘာကလည်းမပြတ်တော့ကားတွေကတလိန်ချင်းမောင်းပါတယ်။ဒီကြတဲ့အလူကန်တွေကလည်းတစ်ခုနဲ့တစ်ခုဆက်နေတာ။ပစံကျဲပါပြို့ဆိုတဲ့ကလေးပြိတ္တအလူကန်ကလည်းရေးပေးကြောင်းပြေးလာတဲ့ကားလန်းတွေကနေတော်လူလူကနေပြီးတော့ကလေးတွေအပြင် အမျက်နေရွာတွေကကလေးတွေလည်းပါတဲ့ထင်မရဲ့ကားပေါ်ကနေပြစ်ပေးတဲ့သူကပြီးတော့တောင်းတဲ့သူတွေကလည်းတောင်းနေကြတာပေါ့ကားမောင်းရတာအလွန်တောင်ဆင်းညစ်စရာကားအောင်ကိုတိခံပြီးမောင်းရတယ်မတော်တဆမှုတွေကလည်းဒင်းကျန်ဖြစ်သေးတာ။ ဒီနောက်ဘွဲကြီးဘာကြောင့်ဒီလောက်စီးလာလဲဘာကြောင့်တစ်နှစ်တည်းတစ်နှစ်ပိုပြီးကြီးကျယ်လာတာလဲဆိုတော့နောက်ဘွဲသူဒေသနာစာတန်းတစ်ဆောင်တော့ထွက်ဖို့ကောင်းနေပြီနဂရောကြီးတွေတိတ်ခါတွေနဲ့တက်ပွဲအတွက်9000လက်ကုန်ခန်းနဲ့တသိန်းလက်ကုန်ခန်းနဲ့ဆိုတာဘာကြောင့်လဲဘူဘီကရခုံရပြောရပါရအောင်တက်တက်လာတဲ့ဆိုတဲ့သူတွေကရာခိုင်နှုန်းဘလောက်နာမည်ကျင်းလို့လာတဲ့သူကဘလောက်ပန်းတော်ပန်းဆက်ဘောင်းတော်ဝဲဘောင်းတော်လဲဘောင်းတော်ဆက်ဇရော်တိုက်ရဲဆိုတဲ့သူတွေကဘလောက်အကျန်စီအောင်ရင်ဘလို့ပါဆိုပြီးကိုးသွားတာကဘလောက် မြေရဝဲအိမ်ရဝဲစတာတွေလောက်ဖြစ်ဖို့နဂရုံးနဲ့ပေါင်းပြီးအကြံပဲလောက်ကြတယ်ဆိုတာမျိုးကအဆောက်အဲဘယ်လောက်ကစားတဲ့စီးပွားရေးစစ်တမ်းနဲ့စောင်းစားတဲ့ဖြင့်ဒီလိုထွက်နိုင်စိတ်ဝင်စားဖို့သိကောင်းမယ်ဒီတော့ရေးထားပိုက်တယ်နော်နဂရုံးနဲ့ပေါင်းပြီးအကြံပဲလောက်တဲ့စီးပွားရေးဆိုတာလူတွေကလေအာလူကြကုန်ခန်းတာပေါ့နော်။တောင်ပြုံးပွဲရဲ့ area ရင်မှာတော့တတ်မှတ်ထားတဲ့နေရာတဝိုင်းမှာသာရှိတာ ရွာကရွာတခြားပေါ့အခုတောင်မြုံတရွာလုံးအပြင်မြေဒါဘူတာရဲ့အရှိပဲအတော်ကျဲကျဲအထီကိုပဲဒီပွဲရဲ့ area နေရာယူထားပြီးတောင်မြုံမှာညအိမ်လူတွေအတွက်ဇက်ပွဲတွေလက်ဝေပွဲတွေတုတ်ထိုးရုပ်သေးတွေရုပ်ရှင်ရုံတွေရှိသေးတာအဗီဒီယိုတော့မရှိဘူးတခြားမြို့ရွာတွေကပွဲကြီးလမ်းကြီးတွေလို့အန်စာကြောက်ကျဲလောင်းကစားဝိုင်းဆိုတာမြို့တွေလည်းမရှိဘူးနဲ့နဲ့ဆိုင်ရာဆက်ကြီးတွေတက်ကြီးတွေကတကယ်ကောဘကနဲ့ဖွဲ့ဆိုင်ရောင်းစီးစီးဆိုင်ရလေးလန်းအင်းသားလေးလန်းရေချိုးကန်းလေးလန်းဆိုင်ယူလေးလန်းစားတာတွေကတကယ် တကယ်သာပြည့်စုံအောင်လုပ်နိုင်ရင်ကျမတို့နတ်ပွဲဆိုတာဘလို့တိဆောက်ထားတယ်ဆိုတာแน่ๆတော့သဘောပေါက်နိုင်မယ်ထင်တာပဲပွဲကတော့အကောင်လာစ15ရက်နေ့ကစပြီးပြီးသွားပြီဒါကြောင့်အကောင်လာပြီကျော်6ရက်နေ့မှာစမယ်ရန်နာကိုနတ်ပွဲကိုရွှေ့ပြောင်းကုန်ကြလေရဲ့ကဲအဲ့တော့အမေရကိုကြီးကြောင်ပလီလုံးနဲ့အကူတော်မယ် ဈေးဆိုင်တဲ့ကျောင်းတဲ့ကိုကြီးကျော်ပလီလုံးနဲ့ဈေးဆိုင်တဲ့ကျောင်းအလောက်ပေးရဲ့အားရမယ်မတ်လ2ရက်တာသူလည်းတမားနေကတောက်ကြနေဖြစ်လေတော့စနေတနေ့ယူနေရက်အားနဲ့ဆက်ပြီး3ရက်အလောက်ပိတ်တယ်ပကန်းကိုကြီးကျော်ပွဲလိုက်မလားအဖော်ဆက်တော့ပကန်းရေစကြိုကိုစာပေဟောပြောဝဲသွားတော့ကရောက်ခဲ့မှုပြီမဲ့ကိုကြီးကျော်ရဲ့နန်းရှိရာရွှေကူနီထရောဘက်ကိုမြှောက်ဖူးခဲ့တာကတကြောင် နာမည်ကြီးလာတဲ့နတ်ပွဲကိုမလိုက်ဘူးတာကတခြားမှုအဖော်ရင်းနဲ့လိုက်ဖို့သဘောတူလိုက်တယ်။တပေါင်းလာကကျမတို့ညာဒေတာကနတ်ပွဲလာတပေါင်းလာထဲမှာပထမဆုံးကျင်းပတဲ့ပွဲကပခန်းမင်းကျော်စွာရဲ့ပွဲဒုတိယပွဲကမေကြီးပွဲလို့ခေါ်တဲ့အနာဂရောကြီးအမေရဲ့ရင်ရဲ့ပွဲတတိယပွဲကအလုံးဘိုးတော်ကြီးရဲ့နတ်ပွဲဒီနတ်ပွဲတွေကချင်းနှမီယိုတခြားကပွဲတွေပဲမဲ့အညာနေလူတွေကအများကြီးကိုကိုွယ်စည်းကတဲ့နတ်တွေဖြစ်တည်တော့အရာမပွဲကြီးတွေကျင်းပါတယ်ကျမမသား တရင်စာတစ်စာတယောက်လုပ်ခဲ့ရပါမယ်ကို့ဘာသာရန်ဖို့တော့ဒီနတ်ပွဲတွေကိုတခါတခါမှမရောက်ခဲ့ဘူးမလိုက်ခဲ့ဘူးကလားကိုညိုမြရောကိုမမောင်တင်းတို့ဆိုနှစ်စဉ်တစ်တိုင်းနေနှစ်စဉ်ပွဲတိုင်းမဟုတ်ရင်တော့မတဝဲမုံတပွဲတော့ရောက်လာနေကြပါမယ်မြန်မာနိုင်ငံမှာအကြီးအကျယ်ဆုံးနဲ့အစီအသားဆုံးနတ်ပွဲကဝါကောင်လမှာကျင်းပတဲ့ဗန်ဒလီနာကတောင်ပြုံးပွဲပွဲရဲ့အရှိဆုံးနဲ့ဒုတိယအစီအသားဆုံးပွဲက အခမ်းမင်းလို့လည်းခေါ်ဦးမင်းကျော်လို့လည်းခေါ်တဲ့မင်းကျော်စွာရဲ့တပေါင်းလာနှစ်ပွဲတပေါင်းလာစံတရက်ကစားလို့တပေါင်းလာပြည်တီလုံမဲ့ပွဲပခမ်းမင်းကျော်စွာရဲ့ပွဲကိုပခမ်းမြို့မှာတော့လောက်တာမဟုတ်ဘူးပခမ်းမြို့နဲ့မြန်နေချင်းဆိုင်ချင်းတွင်းရဲ့အရှိဘကန်းကရွှေကူနီဘုရားရှိတဲ့ထရော့ရောင်မှာလုံမဲ့ပွဲကျမတို့ရဲ့အဖော်များကြီးစဉ်ကပထမမန္တလေးကနေမြင်းကြံကိုကားနဲ့မြင်းကြံကနေပခန်းထရော့ကိုမော်တော်နဲ့ တပေါက်လာစံတရက်နေ့မနက်9:00နာရီထွက်မယ်မြင်းကြံကို8:00နာရီ9:00နာရီလောက်ရောက်မယ်ပေါ့အဲ့ဒီကနေမော်တော်စီးပြီးသွားမယ်ပကန်းကိုညနေမတိုင်ခင်ရောက်မယ်ပေါ့ရောက်တဲ့ညတညအိတ်နောက်မနက်၄ကျုံမောင်မောင်ရဲ့နန်းကိုနေချင်းပြန်သွားအဲ့ဒီပါတညအိတ်နောက်တနေ့ဦးမင်းကျော်ချွေတော်သုံးပြီးနတ်မော်ပြန်တက်ကတော့ပြီးပြန်မြင်းညံကိုညနေဆောင်ရမန္တလေးကောင်းနဲ့ပြန်ခဲ့တော့အိမ်ရောက်နည်းနည်းတော့နောက်ကျချင်းနောက်ကျမယ်မိုးချုံရင်စိတ်မပူနဲ့ ။အမချုပ်အောင်တော့ပြန်ခဲ့မယ်ပေါ့လေအိမ်ရသားသမီးတွေမှာခဲ့ပြီးအဖော်များရှီယာကိုသွားဆောင်နေ။မနေ့9နာရီထွက်နိုင်ဖို့အတွက်3နာရီခွဲကနေအိမ်ရကထရရတယ်။ဖရားရှိကိုစွန့်တော့ကစွန့်ဦးရဲကထမင်းတလုတ်တစုပ်စားကြ။ခီးကဝေးတော့ကိုဝဲနဲ့စားပြီးဝါပြီးဖြစ်မှစိတ်ချရတယ်ပေါ့။ဆိုရဲစကားနဲ့ညီတာပေါ့လေရှမ်းပြည်နယ်အင်းလေးဒေသမှာအလောက်ခွင်ဝင်မဲ့ဆင်းမဲ့လောက်သမားတိုင်းကမနေ့၄နာရီထထမင်းစာနေ့လယ်စာထုတ်ယူတာအလောက်ခွင်ဝင်တာတဲ့မနေ့၃နာရီထချက်ပြုတ်တာတဲ့ စားစရာများဝင်းနဲ့ရောက်ထားနေရင်ဘယ်လိုရေးခင်းဖြစ်ဖြစ်စိတ်ချလက်ချလောက်နိုင်တယ်ဝင်းကြီးတို့မပူရဘူးပေါ့နော်ကျမတို့လည်းအဲ့ဒီစကားသဘောကျလို့နည်းနည်းလေးနိုင်မှငါချောက်ပုံနဲ့ပဲကြော်နဲ့ထမင်းစားကြတယ်ပြီးတော့ဖော်များစီရာကိုသွားဆောင်ကြတယ်ဟိုရောက်တော့ဖော်ရင်းကတော့တော့နဲ့အဆင်ဖြစ်သေးဘူးလောက်ကြပါဟဲ့မြန်မြန်အနေမြင်လာလိမ့်မယ်ဆိုပေးတဲ့မပြီးနိုင်ဘူး6နာရီထိုးမှ ဖြစ်စည်းတွေတင်ပြီးကားထွက်ဖြစ်တယ်လူငယ်တွေကိုပြစ်တင်လို့လည်းမဖြစ်ဘူးကောင်းပွဲပွဲကြီးကလူက22ယောက် အဲ့ဒီလူတွေအတွက်မနေ့စားတပင်းနဲ့ဟင်းနေနဲ့ကြာကြီးကြိုင်ငယ်နဲ့ချက်ထဲခဲ့ရတယ်။ကိုရောက်တော့ချက်ပြုတ်စားစရာစားဥစားခွင့်နဲ့စံစီစားငပိစားတာတွေကလည်းအဆုံးပါရသေးတယ်။အဲ့ရအေးခင်းတာကလည်းလူတိုင်းအတွက်ပါခဲ့ရသေးတာကိုဒီတော့ Toyota Picket တစ်စီးလူကအပြစ်ပစ္စည်းအပြစ် Mazda 220နဲ့လူကလည်းအပြစ်ပစ္စည်းကလည်းအပြစ်ကျမသာဥလာနဲ့ခီးသွားရင်ဥလာကစထွက်မယ်ဆိုတဲ့အချိန်လေးထွက်ပြောင်းထွက်တယ်။ဘာကိုမစိုးအလုံးကိုကြိုတင်စီစဉ်ထားတာအဲ့တော့ သူနဲ့လိုက်ရသွားရတဲ့ပုံစံကအလုံးအတိအကျအခုသွားရမယ့်ခီးကတော့ကျမတကားမှမရဘူးတဲ့နှစ်ပွဲအကြောင်းပေါင်းကိုဘာမှမသိလိလာစရာကိစ္စတည်းရဲ့သူများသွားရကိုကလိုက်ရမှာမို့အလုံးသူများစီစဉ်တယ်လို့ပဲကိုစိတ်ကိုဆိုပြီးစောကြီးကချော့ချထားလိုက်ရတယ်။ဘယ်နဲ့6နာရီတို့ကားနစီခီးစားတယ်။မန္တလေးနဲ့ဆက်တမိုင်ကွာပလိတ်လုံးမှာကားတစီကကလက်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 နဲ့မြည်လာတယ်။ဒါနဲ့ကားရက်ပြီးကြည့်တော့ဘန်ကားမူလီကဝယ်လ်ဒင်ပြုတ်ထွက်လို့တဲ့။ အဲ့ဒီဟာကိုပလိတ်နဲ့ပြန်ပြီး welding တို့မှာဖြစ်မဲ့ပလိတ်ကိုပြန်ပြီး welding တို့မှာဖြစ်မဲ့တဲ့ကာရထားတဲ့နေရာနဲ့ကျမတို့နဲ့ညီမတဝန်းခွဲလောက်ရဲ့ဈေးချန်ရှိမှဖြစ်တော့အကြောင်းမှာဖြင့် channel ဝင်ကြမယ်ဆိုညီမတော်သူတော်အောင်မေလန့်ခေါ် channel ဝင်ကြတယ်သူကလည်းပြပြတလဲဘူးဒီကြောင်းမဲကားပြီးပြောင်းမဲနဲ့ဘာမှမလုပ်ပါနဲ့ပြောပြီးဈေးဒီချန်ကြီးတဲ့ရှောက်ပြီးဈေးဒီကုလိုက်တာတပြောတပါပဲဒီတိဈေးချက်ဦးခေါ်တဲ့ဈေးဒီဈေးကြုံဒီပေါ်တဲ့အကြောင်းပြောတော့ချန်ချင်းက ဈေးကျက်ဥပေါ်တာအကြောင်းတစ်ခုကြောင့်နဲ့ဈေးကိုတစ်နေ့တစ်နေ့စိုက်သူဥရေတိုးလာတာကလည်းအကြောင်းတစ်ခုဖြစ်တဲ့ဈေးကျက်ဥကလည်းအရေးအတွက်များတော့အရေးများတယ်ပေါ့နော်ဈေးကျက်ဥမှာကအရေးသဘောများတော့ဈေးဝိုင်းသီးလို့အချောင်လန်းလို့ကလည်းမရတော့ဈေးချရောင်းရတာလည်းတကြောင်နဲ့ဒါကြောင့်ဈေးမှာဈေးချွန်သီးနဲ့ဈေးကျက်ဥတွေကတအားပေါ်တာတဲ့ဈေးဒီဝိုင်းကြီးကတော့အချောင်လန်းပြီးတစ်နှစ်ပတ်လုံးရောင်းစားလို့ရလာမှုဈေးတိမ်မပေါ်ဘူးတဲ့အဝိုင်းသီးက အဝိတင်တာများတယ်တဲ့ဇီးတင်းကို90လောက်ရှိတယ်လို့ပြောတယ်။ကားက9နာရီခွဲတည်ပြင်းမပြီးတော့အိမ်ကနေဘာမှမစားခဲ့ရတဲ့အဖော်လေးကပါလာတဲ့ထမင်းကိုဇီးကြံထဲမှာပဲခြစားပစ်လိုက်တယ်လေ။အဲ့တော့အဖော်ကောင်းတာနဲ့မနေ့၄နာရီထမင်းစားပြီးသား။ကျမတို့ဘက်ကလည်းတလုံးတဆုပ်တော့ဝင်းစားကြတယ်တို့ဘင်းမဲ့ခကြီးသွားတော့မို့ထင်ပါရဲ့တလုံးပဆုပ်ခဲ့ကမလဲစောစောကဘာမှမစားခဲ့ရသေးတယ်လို့ပဲထမင်းတက်နဲ့မြန်မြိန်မိန်စားနိုင်လိုက်တာဒါတော့ဈီးချန်လေးကဈီးဒီ အလုံးတစ်ဆယ်နှစ်ဆယ်ကဝင်ပြီးတာစားပြီးတာမနက်၈နာရီကျော်မှပလေစည်းချန်ကထွက်ဖြစ်တယ်။အဲဘဲကိုဘဲချင်းဘဲကိုရောက်ရမယ်ဆိုတဲ့ဥလာနဲ့ခီးသွားတော့ငါထားတဲ့စိမ်ပြိုးတွေခွာချထားပြီးသားဆိုတော့ဘဲတော့ရောက်ရောက်အိမ်ကထွက်ကြတဲ့ကပျော်ပဲစားသဘောပဲလို့စိတ်ကိုရှော့ချလိုက်တော့မမောတော့ဘူးပေါ့။ကဲနောက်တစ်ပတ်ကြာမှအတော့နောက်တစ်ပုတ်ကြာမှဆက်ပြီးကိုကြီးကျော်ပလီလုံးနဲ့ဆိုရာလေးကို ဆက်ပါမယ်အမေကတော့ဘာရေးရေးအမေရဲ့ဥလာရေသူကလွမ်းတယ်နော်ဥလာတော့ဘလို့တိကြတာဥလာတော့ဘလို့ချင်းနေကနေပင်လဲတော့တော့လည်းဥလာဥလာအမေလွမ်းနေတာအဲ့တော့ကိုကြီးကျော်ပလီလို့နေအောင်နောက်တစ်ခုကြမှာဆက်ပြီးဖတ်ပြမယ်နော်အမေနွယ် G G Y O M E I ချိုးမီချိုးမီချိုးမီလို့ဖတ်ချိုးမီချိုးမိုင်း ကိုကိုရွှေပိုင်းကိုရွှေညောင်မ user name မင်းတွင်မနေတင်မတင်စားပါဟဲ့အတင်စားပါပြန်ရောက်လာပါပြီအတင်ပြောလို့မနေတဲ့ကိုရှိကိုမမီယနာမကိုရွှေပိုင်းမရွှေပိုင်းဖတ်ချင်တာဒါပဲကိုရွှေညောင်ကိုရွှေပဲဘာလို့စင်ရောက်ထားတာလဲ coffee nix server မှာ coffee nix server မှာအရင်ရတရားတူတာမခေါ်မိဘူးမာချူချူရရမတက် HD ဝင်ဒီမေမေရဒီဒီမေမေဝင် โอเวนมา YouTube ชาชามาตะ HD มาเนติมาญาติมาชวยสินจีวิวมานูเวสินมาสนเนเลมาชวยสินจีวิวมามาซาซาโอเวนมามาซาซามารูซาจอนามาမျိုးအန်အန်အာโอเวนမာနူเวสินมาสนเนเลมาတင်ဆောင်ပါမာကိုဗစ်နစ်ဆောင်ပါမာဥတနာမွေကိုတနာမွေဥဝင်မာရှင်စင်ဂျီဘူးမမအေးမမအေးမအဲလစ်အာအဝင်း WS မင်းမမအေးမခေ3မမခင်း ။အမေဥမရစာဂျိုနာမမ်ဂျိုမီဟာဂျိုမီလာဇိုမီလာဇိုရမ်လာအာမညာမွေမညာမွေပြီးတော့ခါကြတော့မမဆဆမရှင်စင်ချီဘူးအာမနီတဲမမအေးမလျော်ကြီးပါမအာ teammate အာနောက်ပြီးတော့ အဝင်း WS မင်းမလင်းလင်းအမမမောင်းမမမောင်းမမမောင်းရှိရဟုတ်တယ်။နောက်ပြီးတော့အာဘာမမီပါမမီပါရှိရနောက်ပြီးခါကျတော့မမောင်းအော်မမနှောင်းရှိသေးရမမနှောင်းရှိသေးကိုဗလာကိုဗလာကိုဗလာစိတ်အဆင်ပြေသွားပြီလားအာမတင်စာမမလင်းလင်းမမနှင်းစီမမရိုးစ်မရိုးစာဂျိုနာကိုရင်မကို 后边过一门过碰过派过什么，呃，过不啦过切路买个加多呢，呃，满天是买 rose rose 嘛 rose 嘛，妈妈我妈 seven seven 妈一个 seven seven，呃，那那比较满天是过过过过地过大个，啊，过一门过过早过八早，嗯。 မနင်းစီမယူချူချာချာမမမဆန်မနူဝေစီမဆန်နေလီမတင်စာမကိုတန်းထိုက်ကိုဝင်ဟိုဝင်မဥဒနာမေဥဒနာမေအရှင်ဇောတိကအာဥတည်ပါတယ်ဗျာဖန်ကားမီယာဆိုရဲဥစားနာမည်ရှိလို့မမတ်မိလို့ပါဗျာအာကိုရက်ကိုရက်ကိုရက်နောက်ပြီးတော့မနွေနွေမနီမီမမဆတ်ဆာအာမညိုဗျာမတောင်းမလေးဒီဒီမေမေဝေးဒီဒီအာဒီဒီဥဒီဒီဥဒီအမ်ဥ အာနာမည်ကျော်ရိုက်တက်လာအမ်လိုက်နဲ့ MC အာတဖို့ရန်ရိုက်အမ်အမ်နာပီကတာရောမမထွေးမမျိုး Oracle မျိုး NN မနွေနွေမအမသက် HT ကိုရကိုရမတောင်းမလေးအာမွှေစင်ချင်ဘူးသူရနာမည်ကျမှာဆိုသူအာ ဒန်ဒလီယောဒန်ဒလီယောအာဘီယောကကြတော့အမဟီရိုမမမဟီရိုမမအာโอเค3မဟီမမီယနာမမယတန်တာမဂျမ်စ်အမဂျေမတင်ဇာမမရိုစာချိုနာကုတန်ထိုင်ကုတီကိုထိုင်ကဂျန်နီနိုင်ကိုကြီးကျော်ပလီလုံးနဲ့အလုံးတတာတတာနော အော်ဘနေကမနေကဘနေကနာမည်ကျန်သေးရဲ့သူကပြီးအထွက်ခံနေမှာကိုကိုပေးရလေဆူမူ S O M O O ဆဆူမူအဲ့တော့အားလုံးတရားပါမှတ်တော့မှတ်သေးရယ်ရော်ရယ်